မင်္ဂလာပါရှင်။ ITC ခိုင်မြန်မာ Audio Book ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ဖျက်ပြပေးမယ့်ခေါင်းစဉ်လေးကတော့ပေါ့ပါသောစိတ်ဆိုတာ။မြတ်စွာဘုရားလောင်းလိုက်ဘွားဖြစ်တဲ့တိတ်တတမင်းသားဟာဥယျံတော်ထဲလှည့်လည်ရင်းရဟန်းတစ်ပါးကိုမြင်တော့အလုံးမဲစိတ်ဝင်စားခဲ့တယ်။ယဉ်ရထားမရှိခြေတော်ဖလာနဲ့တည်တည်ငြိမ်ငြိမ်ကြွနေတာ။အဖို့ထိုက်တဲ့အဝတ်စားမပါပဲနဲ့ဖန်ရင်ဆိုးထားတဲ့အဝတ်သဆုံတာလွမ်းဆုံထားတယ်။ပြီးတော့မဲပုံညှစ်ထင်းနေပြီးတော့နှကမ်းမပါတဲ့မြေကိုတလုံးကိုကင်ဆောင်ထားတာ။ ဲ့ဒီပုံစံတွေကသူ့အတွက်အလုံးစိတ်ဝင်စားစရာကောင်းတဲ့ထက်တိဖူသမ ्या တွေမှာအမွေးဆုံးအနှုံဆုံးလူသားတစ်ယောက်ပါပဲဒါပေမဲ့အဲ့ဒီလူသားကမဟာယာစာရဲ့တာတော်ကိုတော့အလေးပြုဥညွတ်ခြင်းမရှိပါလားလို့လိုက်ကြည့်ရင်လောကရဲ့ပြည့်စုံခြင်းနဲ့မပြည့်စုံခြင်းကိုဆင်ခြင်မိတဲ့ထက်ပိုင်ဆိုင်မှုနယ်လေလွတ်လပ်လေလွတ်လပ်လေဘဝဟာစိတ်တရားနယ်လေပဲညီမလေးဒါကြောင့်လွတ်လပ်တဲ့စိတ်ပေါ့ပါတော့ခန္ဓာကိုယ်ဆိုတာရောင်ရင်တင့်နေမှုကစတ ကိုရှိတာလေးနဲ့ကိုချင်းနဲ့ကိုပိုင်နဲ့ဘွားကိုတမိုးထားတာပဲပေါ့တခါတရံနောက်ဆုံးမပစ္စည်းတွေစင်မထားမှလူရဝင်မဲ့ခုံတိတ်ခါရှိတယ်ဆိုတာအဝတ်စားပဲအစ်စ်လန်ဆိုတာငွေကြေးပိုင်ဆိုင်မှုပျတာလို့ယူဆကြတဲ့လူတွေကိုညီမလေးမြင်ဖို့မှာပေါ့ အလွယ်တကူမြင်နိုင်အောင်ဥပမာပြရမယ်ဆိုရုပ်ရှင်ကားထဲမှာတော့အဆင့်သက်ခွဲလို့စီးရဲသူနဲ့တဘောမတုံနိုင်ဘူးလို့မိဘတွေကပြောကမလေးကငိုရွှေပြန်နောက်ဆုံးတော့ချမ်းသာတဲ့တတိကြီးရဲ့သမီးဖြစ်နေအဲ့ဒီလိုမှပြန်ပြီးတော့တဘောသူနင်းနလရွှေနဲ့မြလို့ဖြစ်ရလို့လက်ထပ်လိုက်ကြတဲ့ဇဝင်ခန်းနေညီမလေးကြည့်ပူမှာပေါ့မလေးတကယ်ပြင်ပွားမှာလဲကိုထပ်ပိုဝင်နိုင်သူကောမှာ ချိန်ကြီးကောထပ်ပေါ်ကျွဲဝသူကောမှာအစင်နှန်းရှိတယ်လို့ခံယူပြီးအဲ့ဒီရုပ်ဝတ္ထုတွေနောက်လိုက်ကြရင်နေတာဝင်ကြတယ်တဲ့အမှန်တရားနဲ့ဝေလို့ပူပန်မှုတွေစင်းရဲမှုတွေနဲ့ကြုံကြရတယ်များကြည့်ပါပဲ။ လွေရသုံးနိုင်အောင်ချမ်းသာတယ်နောက်ဆုံးပုံမှန်သမျှဆင်မြန်းနိုင်တယ်ဆိုတော့သိကောင်းတာပေါ့ညီမလေးရှေးဘွားရဲ့ကုတ္တကံရောជីဘွားရဲ့ကျူးစမှုပါတာရောဆက်လိုက်တင့်တယ်ပြီးတော့အကောင်းဆုံးတော့ကံတွေတိဆောက်နိုင်တာပေါ့ဒါပေမဲ့ကိုယ့်ရဲ့အခြေအနေကအဲ့လိုမဝင်နိုင်ဘူးမဆင်မြန်းနိုင်ဘူးဝေကြီးလည်းအဆင်မပြေဘူးဆိုရင်တင်ငယ်စရာမဟုတ်တော့ပညာရှိများကတော့ရှိလာလေးနဲ့လှအဝေးရတာလေးနဲ့ဝါအောင်စားတွေ့တဲ့သူနဲ့တဲ့အောင်ပေါင်းတယ် လိုချင်တာတွေနောက်လိုက်နေတာတည်းရှိနေရှိနေတာလေးကိုတည်တည်အောင်ဖန်တီးယူရတာလည်းအရေးချင်းတစ်ခုဖြစ်တယ်လို့ agency ရဲ့အစပေးပါညီမလေးနေ့စဉ်နဲ့မြအသည့်အသည့်တွေထွက်နေတာမို့နောက်ဆုံးတော့တောင်းလိုက်ရင်မောလို့တာနေဝင်မှာပေါ့ခုရှိတာကိုပဲတင့်တော်အောင်ဆင်းရင်လို့ကိုကိုတကယ်ခင်မိတဲ့လူတွေတမောထား ကိုပိုင်နာလေးနဲ့ကျင်းနဲ့တစ်တစ်တော့စိန်ခံပစ္စည်းတွေတော့လိုက်နောက်ဆုံးပေါ်ဒီဇိုင်းတွေကိုလွတ်ချင်နေပြီးငွေကအရှင်တခင်လို့တတ်မှတ်မိရင်တော့တစ်ခုပေါ်မဆွဲလက်ညစ်ကပ်နေတဲ့စိတ်ကြောင့်မလွတ်လပ်တော့ဘူးအထင်ကြီးခန့်ကျင်တဲ့စိတ်အမှားတွေလုံးမိပြီးလွတ်လပ်မှုတွေဆုံးရှုံးသွားတာနောက်ဆုံးပေါ်တွေကိုစိတ်ဝင်စားနေလို့ကိုယ်စိတ်တွေကအဲ့ဒီထောင်ချောက်တွေကမလွတ်မြောက်တော့တာကိုမဝင်နိုင်တဲ့အခါတင်ငယ်စိတ်တွေဝင်နေကိုထက်ဝင်နိုင်စားနိုင်သူတွေတွေ့တဲ့အခါမနာလို့စိတ်တွေဖြစ်တယ် ဲ့ဒီလိုစပြီးဖြစ်လာပြီဆိုရင်အရင်ကကိုလွတ်လပ်အကျင့်နေတဲ့ဘဝညီမလေးရဲ့ဘဝစိတ်ကိုဆုံးရှုံးသွားတာပါပဲအကျဉ်းကြသလုံးမိုးကျစွာခံစားနေရတဲ့နေ့တွေဟာဘလောက်ဆိုးဝါးလိုက်မလဲညီမလေးရှင်သန်နေရတာစင်းရဖြစ်ပြီးတော့တင်းဆုံးချက်ကိုလွတ်မြောက်ဖို့တခုလိုတောင်းတကြသူတွေရှိတယ်သူတို့ကတော့ဘာလို့အကျဉ်းကြသလုံးမိုးကျပိတ်လုံနေရတာလဲ လိုအပ်တာနဲ့လိုချင်တာကိုမရောက်ရင်နိုင်သမျှတော့ဖေဖော်ကပဲရရအမြင်လိုလိုမကြည့်မနဲ့ဖြစ်လာပြီးအရာရာကိုအပြစ်မြင်စိတ်ကြောက်ပဲမလွတ်လပ်တော့ဘောဟာတွေမှာဘာတွေပဲရှိရှိလွတ်လပ်မှုမရှိတဲ့သူဟာအရာအလုံးဆုံးရှုံးနေတာပဲဘောကမှာဘာပဲရှိရှိလွတ်လပ်မှုရှိနေတာကတော့အမျက်ပဲညီမလေးဒါကြောင့်မို့ကဘာကြီးကအမြဲပြောင်းနေနေမယ်သိုးတက်နေမယ် ဖြစ်လို့မဆုံးနိုင်တဲ့တမမမှုတွေကြောင့်လိုက်လေဝေးလေအဲ့ဒီလိုဖြစ်နေပြီးတော့တောက်လေတောက်လေငတ်မပြေဖြစ်တတ်တယ်။နောက်ဆုံးတမမမှုတွေမှာကြာရှုံးနေမယ်။မဆုံးနိုင်တဲ့တမမမှုတွေကြားတဲ့ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုဘာနဲ့မှအလဲထက်မလုပ်နိုင်ကြပါလိမ့်။ဒါတွေကကာမကုံရဲ့လှည့်ပြားမှုတွေပဲ။လိုက်လေဝေးလေဖြစ်တဲ့နှုန်းနဲ့ဆွဲခွန်နေတဲ့အရာတွေကိုသိသွားတဲ့အခါစီးစိမ်မှန်သမျှစွန့်ခွာပြီးတောထက်ပြီးတရားစစ်ဆင်ခဲ့ရတာကနေအနှိုင်းမဲ့တဲ့မျက်စောဖျားရှင်ဖြစ်မှာတို့ဖူးမြုပ်ခွင့်ရခဲ့ရတာပဲညီမလေး။ ပိုက်ဆိုင်တာကလွတ်လပ်မှုကိုပြီးတဲ့ချမ်းသာခြင်းလို့ထင်ကြပေမဲ့လွတ်လပ်တဲ့စိတ်ပေါ့ပါတဲ့ခန္ဓာကိုယ်ဆိုတာရောင်ရင်းတင့်တယ်မှုကစတယ်ဆိုတာနားလည်နိုင်ပါစေနော်ဒီစာလေးကိုဖတ်ပြီးညီမလေးအတိတ်တရားတွေဆင်ခြင်နိုင်ပါစေဒီနေ့တော့အားလုံးကျေးဇူးတင်ပါတယ်